မနမိုးလေးအိယာကနဲ့နိုးထလိုက်ပြီဆိုတာနဲ့ဗုဒ္ဓံသရဏေကိသာမိဓမ္မံသရဏေကိသာမိသံဃံသရဏေကိသာမိဆိုပြီးတော့ကိုယ့်ကိုယ်သရဏဂုံအရင်ဆောက်တည်လိုက်တယ်ဆောက်တည်လိုက်တဲ့အိဗေကိုလည်းကိုယ်ကတည်တယ်တရားကိုယ်ကိုယ်ပါတယ်တရားကိုယ်ကိုယ်ပါတယ်တန်ခါတော်များကိုယ်ကိုယ်ပါတယ်ဆိုပြီးတော့ရတနာ၃ပါးကိုကိုယ့်ရဲ့နိုးထခြင်းပထမဆုံးအချိန်မှာတရိရလိုက်တာဒါကုသိုလ်နဲ့နိုးထခြင်းပဲအဲဒီကနေပြီးတော့မျက်နှာသွားတက်တယ် ရှင်နဲ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်အေးချမ်းသွားတယ်လို့ဒါနဲ့တကောအလုံးသောတတ္တဝါတွေဤကဲ့သို့အေးချမ်းကြပါစေဆိုပြီးတော့မေတ္တာစိတ်ကလေးနှလုံးသွင်းပြီးတော့မျက်နှာတက်မယ်ဆိုရင်မေတ္တာဘောနာကုသိုလ်ကိုတနေ့တာရဲ့လိုထခြင်းတွေကိုအဲ့တလိုလေးအစာပြုလိုက်မယ်ဆိုလို့ရှိရင်ကုသိုလ်နဲ့ဤတနေ့ကိုအစာပြုလိုက်ခြင်းပါပဲစက်တိမင်္ဂလာရှိရဲ့လိုထခြင်းပါပဲဒီထက်ပိုပြီးတော့တန်တန်လေးဆိုလို့ရှိရင် ဖျားရှိကိုချင်းတောက်တော်ရေကတ်ချင်းပန်းကတ်ချင်းဆွမ်းကတ်ချင်းစီမီကတ်ချင်းဒါတွေကိုလည်းပြုလုပ်လို့ရပါတယ်